ကိုယ့်ရဲ့အနာဂတ်မှာငွေကြေးနဲ့ပတ်သက်လို့လုံခြုံစိတ်ချရနေဆိုရင် financial planning ကိုဒီချာလေးလုပ်ဖို့ရည်ကြည်ပါမယ်။အားလုံးမင်္ဂလာပါ။ဒီနေ့မှာတော့ကျွန်တော်ကကိုယ့်ရဲ့အနာဂတ်မှာပေါ့နော်ကျွန်တော်တို့ဒီငွေကြေးနဲ့ပတ်သက်လို့လုံခြုံစိတ်ချရတဲ့အခြေအနေတခုရှိခြင်း financial planning လုပ်ဖို့ဘာကြောင့်ရည်ကြည်တယ်လဲဆိုတော့ပတ်သက်လို့ဝေမျှပေးခြင်းပါ။ကျွန်တော်တလောက US က မိတ်ဆွေအမတယောက်နဲ့ကျွန်တော်ပြောပြတော့ပြောပြတော့သူကဒီသူတို့သူတို့စီမှာဒီငွေကြေးစုဆောင်ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အကြောင်းလေးသူတော်တော်လေးပြောပြတယ်ပြောပြတယ်ဆိုတော့သူတို့စီမှာဒီ stock မှာရင်းနှီးမြှုပ်နှံတာတွေကျွန်တော်ငွေစုတဲ့အကြောင်းလေးစသဖြင့်ပေါ့ပြောပြတော့သူတခုပြောသွားတယ်မြန်မာပြည်မှာတော်တော်လေးငွေစုတဲ့ဒီအထူးသဖြင့်တော့ဒီ financial planning လုပ်တဲ့အလေးထားတော်တော်လေးအားနိုင်တဲ့ဆိုပြီးတော့ပြောတာလေးတခုရှိတယ်ဆိုတော့သူပြောတာလည်းတော်တော်လေးသတိပြုဖို့ကောင်းတယ် တော်မြန်မာပြည်မှာလက်ရှိချိန်နေရတငွေရှားတာခတ်တယ်စီးပွားရေးလောကအရတာကြက်တယ်မှန်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့ကာချာရအစင်လာရ financial planning ဘိုင်းမှာအများစုအားနဲ့တက်ကြတယ်အလုပ်လုပ်တယ်30ရှိတာ3တယ်ဒါနဲ့နေကျွန်တော်တို့ကလည်နေရတာများတယ်ဘာမှကျွန်တော်တို့အနာဂတ်အတွက်ဒီစုဆောင်ရေးနည်းမျိုးတော်မူလောက်တာတွေ financial planning to the financial planning လောက်တာတွေကိုကျွန်တော်တော်တော်လေးအားနဲ့တက်တယ်အားနဲ့တက်တယ်ဆိုတော့ ဥပမာကျွန်တော်တို့ပတ်ဝန်းကျင်မှာကြည်ကြည်နောက် social media မှာပဲကြည်ကြည်ကျွန်တော်အသက်ကြီးမှငွေကြေးဒုက္ခရောက်တဲ့လူတွေအများကြီးရှိတယ်။ဥပမာတချို့ဆိုရင် celebrity တွေရှိတယ်။သူတို့အောင်မြင်ကြကြတဲ့အချိန်မှာအဆန်အများကြီးဝင်ဝင်အများကြီးရှာနိုင်ခဲ့တာပဲ။ဒါပေမဲ့နောက်သူတို့အသက်အရွယ်ရလာတဲ့အချိန်မှာတချို့ငွေကြေးချို့တဲ့နေတာတွေရှိတယ်။တချို့ဒီအကျွေးပလဲဝိုင်းနေတာတွေရှိတယ်ပေါ့။ဒါမျိုးတွေဆိုတော့ကျွန်တော်ဒီ financial planning ကိစ္စကိုတော်တော်လေးဟိုစဉ်းစားဖို့ကောင်းတယ်ပေါ့။စဉ်းစားဖို့ကောင်းတယ်ဆိုတော့ ကျွန်တော်တို့အလုံးလုံးတယ်အလုံးလုံးလည်းမပြီးကျွန်တော်ပြီးလို့ရှိရင်ရလာတဲ့ဝင်ငွေကိုကျွန်တော်တေချာလေးစုဆောင်းဖို့နောက်ဒီအနာဂတ်ရင်းနှီးမြှုပ်နှံဖို့အဲ့ဒီမှာကျွန်တော်တို့ဒီ financial planning တေချာချပြီးတော့ဒီစုဆောင်းရင်းနှီးမြှုပ်နှံဖို့ပေါ့နော်ကျွန်တော်တို့တိုးပေါင်းအောင်ကျွန်တော်တို့လှုပ်ဖို့အရေးကြီးပါတယ်လှုပ်ဖို့အရေးကြီးတယ်ဆိုတော့ကျွန်တော်ဒီမှာဘာစဉ်းစားမိလဲဆိုတော့နောက်တစ်ခုကဒီမြန်မာကာချာရပေါ့နော်ကျွန်တော်တို့ဒီအနောက်နိုင်ငံတွေနဲ့မတူတာကျွန်တော်တို့ဒီအာရှပါဝင်မြန်မာနိုင်ငံမှာဆိုတာအများစုဘာတွေ့တတ်လဲဆိုတော့ဒီမိဘနဲ့သွားသမီးကတပတ်စွန်တာအလောက်တာပေါ့ ော်သားသမီးတွေကအရွယ်ရောက်တဲ့အထိမိဘစီမှာအေးစစ်သူနေထိုင်စားသောက်လို့ရတယ်တိတ်ပြီးတော့ကျွန်တော်တောင်းမကြည့်ဘူးနော်ဒါပေမဲ့တို့အလုံးလုံးလာပြီဆိုလို့ရှိရင်လည်းတို့ကဒီအလုံးလုံးတယ်ဝင်ဝင်ရလာပြီဆိုရင်ဒီမိဘအပ်တယ်ဒါမိဘတော့အပ်တာတော့ကျွန်တော်တို့ကောင်းတဲ့ချက်တွေလည်းအများကြီးရှိတယ်မိဘကိုပြန်ပြီးတော့ support လုပ်အောင်မှာပဲပေါ့နော်ဒါကတော့ဒါတော့တစ်ဖက်မှာပါလဲဆိုတော့ဒီစုဆောင်ရင်းနှီးမြှုပ်နှံမှုအားနေတာတော်တော်များများဒီအိမ်အောင်ကြမှာဒီစုဆောင်တဲ့ကိစ္စရင်းနှီးတဲ့ကိစ္စတွေကျွန်တော်တို့စဉ်းစားလာကြတယ်အများစုကကျွန်တော်အိမ်အောင်မကြခင်အထိဒီလိုပဲစုဆောင်ရင်းနှီးမြှုပ်နှံမှုက ကိုနဲ့မဆိုင်သလိုဖြစ်နေကျွန်တော်အနာဂတ်တော့ဘာမှကျွန်တော်တို့ဒီ financial နဲ့ပတ်သက်လို့နော်ပြင်ဆင်တာမရှိကြဘူးနောက်တစ်ခွမိဘတွေဆိုလဲဒီတိုင်းပဲဒီသားသမီးပေါ်မှာ depend on လုပ်တဲ့ဟာကဒီမှာကျွန်တော် culture တော်တော်လေးကြီးတယ်အဲ तू ကငါတို့အသက်ကြီးလာလို့ရှိရင်သားသမီးတွေကငါတို့ပြန်ကြည့်မှာပဲပြန်လုပ်ရွေးမှာပဲဆိုတော့စိတ်နဲ့ဒီအနာဂတ်ဆူဆောင်းရင်းနှီးမှုနှမ်းတိတ်မလုပ်ပြကြအောင်မလုပ်ပြတော့သားသမီးတွေတချို့ကြတော့လေသားသမီးတွေရွေးရလာတဲ့အချိန်မှာ သားသမီးတွေပြန်ကြည့်တာလည်းရှိတယ်အေးစေးနေလို့ရတယ်ဒါပေမဲ့တချို့ကြတော့ဒီကံမကောင်းအကြောင်းမလားဆိုတာပေါ့သားသမီးတွေပြန်မကြည့်နိုင်တာဒီနောက်အဆင်မပြေတာလည်းဖြစ်လာပြီဆိုရင်အသက်ကြီးမှဒီငွေကြေးနဲ့ပတ်သက်လို့ဒုက္ခရောက်တာတွေဆင်းရဲချို့တယ်တာတွေပေါ့ဒါမျိုးတွေကျွန်တော်အများကြီးတွေ့ရတယ်ဆိုတော့ဟိုသားသမီးရဲ့မိဘဒီတရားတရားဒီ support လုပ်တဲ့ဟာကကျွန်တော်တို့ဒီချစ်စရာကောင်းတဲ့ဒလိလေးတစ်ခုဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ဒီငွေကြေးနဲ့ပတ်သက်ရင်ဒီအနာဂတ်အတွက်စုဆောင်းခြင်းမျိုးနှုံမှုနဲ့ပတ်သက်ရင်ကျွန်တော်တို့က တပတ်စုံတအားလောက်တာထက်ကိုကိုဘာသာကိုလည်းကြိုတင်ပြင်ဆင်မှုကောင်းကောင်းလုပ်ဖို့လိုတယ်ကျွန်တော်တို့အသက်အရွယ်တစ်ခုရလာပြီကျွန်တော်တို့ဝင်ဝေးတစ်ခုရလာပြီဆိုရင် financial planning တေချာချတင်တယ်ဟောပယ်သက်ရမှာကိုကတော့ပင်ဆင်ယူမယ်ပယ်သက်ရမှာအလုပ်ကနားမယ်ငွေရှာလာရမယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့အချိန်မှာအဲ့နောက်ပိုင်းမှာကျွန်တော်တို့ကဒီ easy သိဖြတ်သန်းနိုင်ဖို့အတွက်ဒီငွေကြီးဆိုင်ရာအစီအစဉ်တွေတေချာလေးဆွဲဖို့လိုပါတယ်ထားပါတော့ကျွန်တော်တို့အသက်40မှာစပြီးတော့စုဆောင်ရင်းနှီးမှုတွေလောက်တယ်ဆိုရင်အသက်60အထိဆိုကျွန်တော်တို့ နှစ်ပေါင်း20ရတယ်တကယ်လို့မကွာ30မှာစလုံးမှဆိုရင် ACC ကျွန်တော်တို့ကနှစ်ပေါင်း30လောက်အချိန်ရတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကအရေးကြီးတာကအနာဂတ်မှာဒီငွေကြီးနဲ့ပတ်သက်လို့မပူမပန်မကြောက်မကြနဲ့နေနိုင်ဖို့ဆိုရင်ကျွန်တော်တို့ကဒီ source စီးတွေရပေါ့နော်ငွေတော့ရွယ်တော့ဒီငွေရှာနိုင်တော့အွယ်မှားကလေးကကျွန်တော်တို့တေချာလေး furniture plan ကိုလုပ်ဖို့လိုပါတယ်တိုးတက်ရေးငွေကြီးနဲ့ CY science video တွေကိုပုံမှန်ကြည့်ရှုချင်တဲ့ဆိုရင်တော့ channel လေး subscribe လုပ်ထားလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်လို့ကျွန်တော်တို့ ဆွေးနွေးကြတာတို့နောက်ကျွန်တော်သိကြတာရှိလို့ရှင်လဲကျွန်တော် comment မှာဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်